ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ရှမ်းပြည်နယ်မြောက်ပိုင်းနောင်ချိုမြို့နယ်မှာအမြောက်တပ်များရှိတဲ့တောင်ခမ်းရွာနဲ့ပြည်ဦးလယ်မြို့နယ်အဆက်ဘန်ဘွေးနဲ့ဂံကောရွာအနီးတို့မှာလည်းတိုက်ပွဲတွေဖြစ်ပွားနေတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။တိုက်ပွဲကတော့ဆက်ပြီးတော့ဖြစ်နေပါတယ်။နေတိုင်းလိုလိုပါပဲ။ကျွန်တော်တို့တောင်ခမ်းမှာမဟုတ်ပါဘူး။ပြည်ဦးလယ်နဲ့နောင်ချိုကြားမှာရှိတဲ့ဘန်ဘွေးနဲ့ဂံကောမှာလည်းဆက်လက်ပြီးတော့တိုက်ပွဲဖြစ်နေတဲ့အနေထားပါလို့အဲ့ဒီရဲဘော်ကပြောပြထားပါတယ်။အမြောက်တပ်များရှိတဲ့တောင်ခမ်းချေးရွာမှာ တော်လိုင်းပူပေါင်းတပ်များဆုတ်ခွာပေးရခြင်းမရှိသေးဘဲဝမ်ဝုံပိတ်ဆို့ထားဆဲဖြစ်တယ်လို့အဲ့ဒီရဲဘော်ကမက်စလာ၈ရက်နေမှာပြောပြထားပါတယ်တောက်ခန့်အခြေအနေနဲ့ပတ်သက်ပြီးတော့အရန်ကြီးစိုးရင်ရတဲ့အခြေအနေတော့မရှိသေးပါဘူးလောလောဆယ်တော့စစ်ကောင်စီလော်ဘီတွေဘက်ကပဲမိမောင်းထိုးပြီးတော့အရန်ကိုရေးနေကြတာပါ အခြေအနေစိုးစိုးရွားရွားကြီးဖြစ်တာမျိုးတော့မရှိပါဘူး။လောလောဆယ်ကတော့အရင်ကလည်းကျွန်တော်တို့အလုံးစုံသိမ့်ပိုက်ထိန်းချုပ်ထားတာမျိုးမဟုတ်ပါဘူး။တက်နဲ့တက်ကိုဝင်းရပိတ်ဆို့ထားတာမျိုးလောက်ပဲဖြစ်ပါတယ်။အခုကတော့တက်နဲ့တက်ရဲ့လမ်းကြောကိုပြန်ပွင့်ပေးလိုက်တဲ့ပုံစံမျိုးပဲရှိပါသေးတယ်လို့၎င်းကရှင်းပြထားပါတယ်။နောင်ချုံမျိုးနဲ့ -10 ခန့်ဝေးတဲ့စစ်ကောင်စီရဲ့အမြောက်စခန်းကိုကဲမှုဌာနချုပ်ရှိရာတောင်ခန့်ချေရွာမှာတိုက်ပွဲတွေဆက်လက်ပြင်းထန်နေပြီးတော့တောင်တက်မတော် TNL ဒနုပြည်သူလွတ်မြောက်ရေးတပ်တော် DPLA နဲ့ပူးပေါင်းတပ်များကတိုက်ခိုက်နေခြင်းဖြစ်တယ်လို့သိရပါတယ်။နောင်ချုံမျိုးတောင်ပန်း ဒုထဝရိမြေကူတရနောက်ဘက်မှာရှိတဲ့တောင်ခန့်ချေးရွာမှာအမြောက်ဆက်ခန်းကိုကဲမှုဌာနချုပ်မဆာခ9ရက်နဲ့၎င်းရဲ့လက်အောက်ခံအမြောက်တက်ရင်3ရက်ဖြစ်တယ်အမတာ354အမတာ206နဲ့အမတာ406တို့တည်ရှိတယ်လို့သိရပါတယ်မဆာခ9ရက်နဲ့ဟာအရှိမတိုင်းစက်ဌာနချုပ်ရမခနယ်မြေအတွင်းမှာရှိတဲ့တခုတည်းသောအမြောက်တက်ကိုကဲမှုဌာနချုပ်ဖြစ်ပြီးတော့၎င်းရဲ့လက်အောက်မှာအမြောက်တက်ရင်73ရက်ရှိတယ်လို့သိရပါတယ် PNL ပူးပေါင်းတပ်ဖွဲ့ကအမတာ406နဲ့အမတာ206တို့ကို2024ခုနှစ်ဩဂတ်လ28ရက်နေ့မှာသိမ်းပိုက်နိုင်ခဲ့တယ်လို့ထုတ်ပြန်ထားပါတယ်တိုက်ပွဲတွေပြင်းထန်နေတဲ့အမြောက်စခန်းကိုကဲမှုဌာနချုပ်မဆာခ900နှစ်နဲ့အမတာ34လေးတို့ကိုဝိုင်းရပိတ်ဆို့ထားရကနေလမ်းကြောင်းတစ်ခုကိုဖွင့်ဟပေးရတဲ့အနေအထားဖြစ်တယ်လို့အဲ့ဒီရဲဘော်ကပြောဆိုထားပါတယ် အရင်တော့ကနှစ်တက်လုံးကိုဝင်းရပိတ်ဆို့ထားတဲ့အနေထားပေါ့အခုကတော့အဲ့ဒီတက်နှစ်တက်ကဟိုဘက်ဒီဘက်ကူးသွားလို့ရတဲ့အနေထားပဲရှိပါသေးတယ်လို့၎င်းကပြောပြထားပါတယ်သို့တော်လည်းတော်လိုင်းတက်ဖွဲ့များကအပိသက်ဆုတ်ခွာရတာမျိုးမဟုတ်ဘူးလို့ပြောပါတယ်တောင်းခန့်နေမိကလည်းအကျယ်ကြီးပဲလေအရင်တော့ကနဲ့အခုကမတူတာကအရင်တော့ကတက်တွေဝင်းရပိတ်ဆို့ထားတာပေါ့အခုကတော့တက်တက်